နေတိုင်းစာတင်နေရတော့ဆရာလန်နာတွေညီးဝေးနေမှာဆိုလို့ဆရာကကြိုက်တီယိုခီစင်လေးကြောင့်ပြောပြပါဖြစ်ပါတယ်။ရင်းဆုံးဆရာတို့များများကာကိကံနေထွက်ခဲ့ကြတယ်။အဲဆိုင်ကယ်ကြိုက်ပေမဲ့လည်းဆိုင်ကယ်နဲ့သွားဖို့မဖြစ်နိုင်အောင်ဝေးလို့ပေါ့နော်။မတိမ်မရွှေမတော်ဖျားကိုဝင်နေ Ocean Center ကိုသွားတယ်။အဲပြီးလို့ရှိရင်အကြိုက်ဆုံးဟာကိုပြမယ်။ဒုတိယထပ်မှာရှိရတာအကြိုက်ဆုံးစားစာရေးပဲ။ပြီးတော့တ냐အိပ်ပြီးနောက်နေ့၅ခွဲလောက်ထပြီးတော့ဆရာကိုကားစီးခဲ့ကြတယ်။ အရင်ဆုံးရန်ကုန်ဆရာကိုဦးတည်ပြီးသွားတာပေါ့နော်ကားမှုတက်ပေမဲ့လေဒီတစ်ခါမှာတော့ဆရာတို့မူးတော့မခံစားဘူးကားပဲကောင်းလို့ဖြစ်နေနိုးတော့အဲ့တော့နဲ့စီးလာလိုက်တာဒါပဲမြို့နယ်မှာရှိရတဲ့ဒါလဲဆိုတော့ဆရာမသိတော့ပါဘူးဆရာလည်းလည်းတင်ပြောခဲ့ကြအောင်နော်အဲဒါကတော့ဆရာထင်တယ်ပဲခူးတိုင်းနေရာလေးတနေရာမှာဆရာကနားတာဖြစ်မယ် အဲ့ဒါပြီးတော့ဆရာတို့ဒီမှာလှပတဲ့ဒီကွင်းပြင်ကိုဖြတ်ပြီးတော့မောင်းနေပေါ့နော်တဒါမုတ်ပလင်ဒါဆရာတင်နေမုတ်ပြင်းနေရောက်တော့မနေတူတယ်အဲဒါမုတ်ပြင်းနေမှာကျိုးဆိုပါဤဆိုရယ်ဆိုင်ပုံကြီးပေါ့နော်ဆရာခီးတွေအများကြီးတွားလို့မရှိဘူးအဝေးယူဒါပထမအောင်ဆုံးအဝေးဆုံးတွားပူတာပဲဒါကတော့ကြိုက်ထုံမျိုးမှာရှိတဲ့ကောင်းလတ်ဆိုရယ်ထမင်းဆိုင်လေးကားရက်ပြီးတဲ့နေရာလေးမှာရှိတယ်ထမင်းရောဟင်းရောကြည့်ပါအောင်တဝိုင်းစားတဲ့အပြင်အရသာကိုလည်းကောင်းကောင်းလေးချက်ပြုတ်ပေးထားတာကိုဆရာတို့တွေ့ရရပေါ့နော် အဲဆရာကြိုက်သေးလမ်းခွဲရောက်တော့ဆရာကားပေါ်ကဆင်းတယ်အဲ့ဒီကနေအိုးဝေးစီးရမှာဖြစ်တယ်ပေါ့နော်အဲဒီအိုးဝေးသမားကြီးကလည်းသဘောနဲ့နဲ့ကောင်းတော့သူ့ရဲ့ဖုန်းနံပါတ်ကိုဆရာပေးခဲ့မယ်သူသေးလောက်ဆရာတို့ပြောပြပေးတယ်ဆရာဘာမှရှိတဲ့နေရာနဲ့နည်းနည်းကွာချားတယ်ပေါ့နော်။ကွင်းပြင်ကြကြမှာဟိုးအဝေးကတောင်ကြီးကိုလမ်းမြင်နေရတဲ့ feeling မျိုးကိုအပြင်မှာလက်တွေ့ခံစားရတယ်ပေါ့။ဆရာခီးအများကြီးတိတ်မသွားဘူးတာကြောင့်လည်းဖြစ်ရင်ဖြစ်မယ်။ဆရာရဲ့လန်နာတွေကတော့ ဒါဒီလိုနေရာတွေကိုခဏခဏရောက်ဖူးနေရာလည်းဖြစ်ဖြစ်မှာပေါ့နော်ဒါပေမဲ့ဆရာအတွက်တော့ဒါတော်တော်လေးကိုအဲအပန်းပြေပြီးတော့ပျော်ရွှင်တဲ့ခရီးလေးလို့ပြောလို့ရတယ်ဟိုးမှာတိန်နေတောင်နေရတောင်မှာတိန်နေထက်မြင်သေးတယ်ကြည့်ပါဦးဆရာတို့ဒါတောင်တက်ကားကိုစီးဖို့အချိန်ရောက်လာပြီဖြစ်တယ်ပေါ့နော်အဲခလေးလဲပါတော့ရှီတို့ခေါင်းခန်းအောင်ပဲပြေးလိုက်တယ်ခေါင်းခန်းကတော့နည်းနည်းစေးပူကြည့်တယ်အဲနောက်ထပ်လူမတည်စေခြင်း၃ရောက်ခပေးပြီးတော့ဆေးလိုက်တယ်ပေါ့ဒါလေဆရာရဲ့လန်နာတွေကိုဆရာဒီတောင်တက်လန်းလေးကို အရှိရနေတေးသေးချာချာလေးရိုက်ပြခြင်းလို့ဖြစ်တယ်ပေါ့နော်အဲအစားတော့တောင်တလန်းကမတိမတာလေးတက်တယ်မတိမတာတက်ပြီးရင်မတိမတာလေးဆင်းတယ်အဲမတိမတာလေးဆင်းပြီးမတိမတာတိုင်တယ်နောက်တိတိတတာကြီးကိုတက်လာတာကိုတွေ့ရလိမ့်မယ်อืมဒီလန်းနေရာဒါမြေပြော့ရတော့မဖြစ်နိုင်ဘူးအဲ့လိုကြောက်စာဘူးကိုတွေ့ရရဲဆိုတော့လေနော်ဟိုးအဝေးကတိန်နေ ဒါတောင်ပေါ်ကကြလာတဲ့ရေတကုန်လေးလို့ပဲပြောရမှာလားပဲအဲအဲ့မှာတိတိတတာတက်လာတယ်တော်တော်လေးတိတိတတာတက်လာတယ်ပေါ့နော်ဘလောက်တောင်တိတာလဲဆိုတော့ driver ကိုယ်တိုင်တော့မှလက်တစ်ဖက်ကကင်ထားတဲ့အထိပဲဟိုးမှာလမ်းနေရာဆရာအောက်မှာကျန်ခဲ့ပြီပေါ့နော်ဆရာအမြင်နည်းနည်းကြောက်တတ်တော့ဒါနည်းနည်းလေးကြောက်เสียလို့ခံစားရတယ်တချို့ကြိုက်တဲ့လူတွေလည်းကြိုက်မှာပေါ့ဟိုးအောက်မှာလမ်းနေကျန်ခဲ့ပြီဒါတော်တော်လေးကိုတက်လာတယ်လို့ခံစားရပြီပေါ့နော်အပေါ် ဒီမှာ driver တောင်မှ lag ကိုကင်ထားပြီးတော့ကိုရတဲ့အထိအကွေတွေကလည်းနည်းနည်းကျန်းနေပေါ့ဒါတော့ဟိုမှာ cable cable နဲ့တက်ရဲတဲ့လူတွေတော့ဆရာပို့ပြီးတော့လေးစားမိပါတယ်အဲကြိုက်တီယိုဖေးရနဲ့ခက်ဆင်းဆင်းစီဒီလေးလည်းတွေ့တယ်အပေါ်ရောက်လာတော့အောက်ကိုမမြင်ရတော့အဲ့တော့တိတ်မကြောက်တော့အဲ့တော့မမြင်ရရင်မကြောက်တော့ဆိုတာဖြစ်နိုင်တယ် အပေါ်ရောက်တော့နင်းနေနဲ့ဖုံးနေတယ်။စားမသိမဟုတ်ပေမဲ့နင်းနေဘာကြောင့်ဖုံးနေလဲဆိုတော့ရေငွေ့ကြောင့်ဖြစ်မှထင်တယ်။ဒါကြောက်သီးရိုးဖျားတောင်ကိုတော်တော်လေးရောက်ခန့်နေသွားပြီ။ဒါတောင်ကြီးလေးမှဖြစ်တယ်။ဒီလည်းအပေါ်ရောက်ပြီ။နင်းငွေ့လေးတွေရှူဆိုင်နေရပေါ့နော်။မိုးရသည်မှာနင်းနေကိုတွေ့ရတော့ထူးဆန်းနေတော့လူသားတယောက်ပေါ့။ဟေးအရင်ဆုံးရောက်ချင်းပဲဆောင်းနေမဲ့နေရာကိုဘာမှဘူးကင်လုံးမထတော့လိုက်လည်းမရှာဘူး ဖះဘော်ပဲအရင်သွားကြည့်ချင်တဲ့စိတ်တွေဖြစ်နေရောရှောက်တယ်။ရှောက်ပြီးတော့ဒါဖះဘော်ကိုသွားမယ်တော့ပေါ့နော်။နင်းနေတဲ့ထူပိန်းနေတော့တောင်ပေါ်ကနေတောင်အောက်ခြေကိုလုံးဝခံစားလို့မရဘူးပေါ့နော်။ဒီတိုင်းပဲ။ ညူတွေပိတ်နေတဲ့နေရာတနေရာရောက်နေသလိုတော့လောလောဆယ်ဖြစ်နေတာပေါ့อืมဒါကနေရာလေးတနေရာရခဲ့တယ်ပေါ့เนาะဟိုတယ်ဆိုတာပြည်နေပြီတရင်ကျညာဆိုတော့ဆောက်အဲထမင်းဆိုင်လေးစင်မှာပဲအိတ်ခဲ့တယ်အညာပဲရှောက်သွားတယ်ကြီးတယ်မုတ်စားတယ်ပေါ့เนาะဒီလိုရမျိုးမှာတော့ဈေးလေးနေနေလေးကြီးနေတာကိုဆောက်တွေ့ခဲ့ရတယ်ပေါ့เนาะအဲ့တော့ဈေးကြီးတဲ့အချိန်သွားတော့လေဈေးကြီးရလေးတွေဈေးကြီးလေးတွေပြီးွယ်ဆရာဝယ်စားခဲ့ရတယ်ပေါ့เนาะ အဲထွေထူးတော့ဘာမှဝယ်စားတော့မဟုတ်ပါဘူးဆရာတို့ဒီမှာလက်ဖက်ရည်ပဲခါတိုင်းတောင်းနေကြလို့ပါပဲညမှာလာပြနေဆိုလူတွေဟာအဲပြုတ်တိတ်နေတော့ဆရာတို့အနားတော်သွားဖို့မလွယ်ခဲ့ဘူးဒီမှာစီမီပူဇော်ထားရလဲကြည့်ပါဦးဒီမြူတွေထဲမှာတော့မဖះကအယောင်အစင်းနဲ့တက်ပင်နေရပါတော့ ဒါမှမဟုတ်ဆော်ရီဆရာဒါရိုက်ထားလာဖြစ်လေ၄နိုင်လောက်ကိုတာမီနီယောက်တို့အဲ့ရမထားသေးတော့တော့တို့နိုဘီနောက်တစ်ခေါက်ထပ်သွားတယ်အနောက်ပိုင်းမြင်ကွင်းလေးကလည်းထူးထူးခြားခြားလေးဘယ်လိုနေရာရောက်နေတယ်လဲဆိုတော့ပြောအောင်လေဘယ်နေရာမှမရောက်ဘူးတော့ဒါဒီလိုနေရာရောက်နေရပေါ့နော်အဲလမ်းမလျှောက်နိုင်တဲ့သူတွေအတွက်မထမ်းသမားကြီးလည်းရှိတယ်ပြီးတော့စားနေကြခောက်ဆွဲအရသာတော့မတူးဘောနော် အဲ့ဒါပြီးတော့ကျွန်တော်တို့ထမင်းဆိုင်မှာတင်ညာတက်လိုက်တယ်။ထမင်းဆိုင်ကလည်းလာပြည့်နေတဲ့နောက်တနေ့ရဲ့ဈေးတွေကဒါဘာမှမဆိုင်ဘူးပေါ့နော်။အဲဈေးနှမျိုးပေးပြီးတော့နှစ်ညအိတ်ခဲ့ရတယ်တနေ့ရဲမှာ။အဲဒါကတော့ဆရာတို့ဒါတောင်အောက်ကိုဆင်းပြမှာဖြစ်တယ်။ဒါရေတကုန်ဆရာတို့သွားတာမှာအစင်းလေးကိုလည်းဆရာတေချာလေးကိုရိုက်ပြထားတယ်။ကြောက်ကြောက်နဲ့ဆရာရဲ့လန်နာတွေကိုမြင်စေခြင်းလို့ဆရာရိုက်ပြထားတာဖြစ်တယ်ပေါ့နော်။ဒီလိုတွန်းလိန်ကောက်ကွေးနေရဆိုဒီလိုလမ်းမျိုးမှာအဲ့လိုခေါ်တာ။ ခုလည်းအဲမလဲမဆောက်တဲ့လမ်းကြီးကိုလို့ဆင်းရတာပေါ့နော်အဆင်းရတော့ရှေ့မှနေရတာပိုကြောက်ဖို့ကောင်းတယ်အတက်တောင်ကရှေ့မှနေရတာပိုပြီးအဆင်ပြေဟိုမှာအဝေးကတောင်းကြီးကြီးပါအောင်တဘာဝကဆရာတို့ကိုလမ်းဆန်းစီရဆိုတော့လက်ခံမှာပဲဒီလားမခေပဲနဲ့တက်နေကြတဲ့လူတွေတက်နေရလူတွေရောဆင်းနေရလူတွေရောမတန်းစီပြီး ။အဲဒါတော့ဆရာရေတကုံရှိရဲ့နေရာကိုရောက်ပြီပေါ့နော်။ဒါဒီရက်ကတရင်ကျွတ်ရက်ဆိုတော့လူတွေကတော့အများကြီးရောက်နေကြတယ်။အဲနေရာလေးလည်းလာတယ်။အဲ့မှာထူးထူးကြကြရေကူးခံလေးလည်းရှိတယ်။ဒါပေမဲ့အောက်မှာရေတကုံရှိရဲ့ဆိုတော့ဆရာရေကူးခံအောင်တော့ဆရာမဝင်တော့ဘူးပေါ့နော်။ဒါပေမဲ့ရေတကုံကတကယ်အေးတယ်။ရေကူးချိန်တော့အမှဝင်ကူးတင်တယ်။ ဒီတောင်ကြားတွေကနေစိမ့်ထွက်လာတဲ့ဒီလိုရေကူမျိုးပါရေကူဖို့ဆိုရင်တော်တော်တတ်တည်နေတော့မရနိုင်ဘူးတော်တော်လေးမူးနေမှပဲရမယ်လို့ဆရာပြောတယ်ဆရာမရဘူးဆရာနှစ်ချမ်းငုပ်ပြီးဆရာပြန်ပြေးလာတယ်ပေါ့နော်တော်တော်လေးကိုအေးဆက်လာလို့โอเคเสียเอาเถอะค่ะ ကျေတီတော်မပြန်တက်မယ်ဖះရောက်လာပြီးတော့ဖះရောက်တခြားမဖူးပါသေးဘူးဆိုတော့ဒီနေ့ဖះရောက်ဖူးမယ်ပေါ့အဲအောက်ကိုလည်းမြင်နေရပြီတောင်ပေါ်ကနေပြီးတော့အဲအပေါ်မှာလည်းနင်းနေကွဲပြီးတော့တော်တော်လေးကိုရှင်းရှင်းလင်းလင်းမြင်ဝင်လေးပြန်ဖြစ်နေပြီပေါ့နော်အဲဒါကတော့ညာဘက်ဖះရောက်ဖူးပြီးခင်းအိတ်ဖို့အတွက်ဖះရည်ဖြစ်တယ်မိုးလေးရွာတော့စိုးနေတာပေါ့ဟုတ်တယ်မှာ ုမျောလိုက်ပါအောင်ဒါဆန်တော်ရှင်ကြိုက်ချီဦးစီရောမြကြီးကျွန်တော်တော့နေရာဘတ်ပေါင်းဆိုင်သွားပြီးတော့ဒီအမခန်းမှုတွေကိုမြင်အောင်လိုက်ပြီးတော့ရိုက်တယ်ပေါ့နော်တတော်လေးကိုထူးခြားတယ်လို့ပြောလို့ရတယ်ပေါ့နော်သူရဲ့ဒီနေပုံကတတော်လေးကိုထူးခြားတယ်အသေးလေးရတယ်ဒါကဆရာခန်းစားတာပြောတာပေါ့နော်အသေးရတယ်အောက်မှာနေရတာဒါမှလည်းနှစ်ပေါင်းများစွာကြာအောင်ဒီမှာတီတီတက်နေရှိခဲ့တယ်ပေါ့ ါတော့ဆရာတို့ JT တောင်းတော့ရေပြန်ဆင်းလာခဲ့ပြီးတော့အကြောက်ထုချိုက်ထုမြို့မှာတရားတော်ကားဆောင်နေပေါ့ကားဆောင်နေမှာကပအကြီးဆုံးထိုင်တော်မူဖေရောက်ဆရာတို့သွားမှာဒါလေးကြီးစီးရတာဖြစ်တယ်အင်းနာမှာဆင်းလဲစီးလို့ရတယ်အဲ့ဒါချိုက်ထုမြို့မှာရှိပါတယ်ချိုက်ချီတောင်းမိုးကနေဆင်းရင်အိမ်မပြန်ခင်မှာဒီနေရာလေးကိုတစ်ချက်တော့တော့ဝင်ခဲ့တဲ့နဲ့ဦးကြီးမြတ်အူဆုံးအကြီးဆုံးအမျက်ဆုံးဟိုမှာကဘာအကြီးဆုံးထိုင်တော်မူ ရုပ်ပွားတော်ကြီးပေါ့နော်ဒီဘက်ချမ်းမှာကြတော့ဒီလိုဆရာပါဇက်ဖျားလေးနေမိနေပြီအဲ့ဒါဘယ်လိုခေါ်လဲအဲ့ပုံစံမျိုးကြီးကဲဒါဆိုရင်ဆောက်ဒီရုပ်ပွားတော်ရဲ့ရှေ့ကနေဖူးမယ်ပေါ့နော်အဲ့မှာမြင်ရတဲ့မြင်ကွင်းကလည်းတကယ်ကိုထူးခြားစမ်းကြယ်တယ်ပေါ့နော်အဲဒါလေးကဆရာပြထားတာဒါ ီတောင်ပေါ်တက်လာတဲ့တောက်တလန်းလေးရိုမန်တစ်တော့ဆန်လာအိမ်ညာလေးကအဲမကြည့်ပါဘူးမျိုးဝင်နေမျက်စိတက်ဆုံးမြင်ကိုစားကြည့်မှာပကံလိုလိုပါလိုနဲ့ဒါမဲ့ဆရာပကံတော့မရောက်ဘူးပေါ့နော်အဲသူများတင်ထားတဲ့ပကံပြီသူကြည့်တာအဲ့လိုမြင်ကွေးမျိုးဆန်ဆန်လေးခံစားရတယ်ပေါ့နော်မျက်စိတက်ဆုံးမြင်ကွေးလေးဟိုမှာတောင်ဝင်းကြီးတော့ရှိနေတယ်ဒါမဲ့မျက်စိတက်ဆုံးမြင်နေရတယ်ပေါ့နော်လုံးဝလန်းဆန်းသွားတယ်လူကအဲမင်းသားထွက်လာပါပြီ ဒါဒီနေရာလေးကကြိုက်သီးဟုတ်ပြန်ဆိုရင်ဝင်ခဲ့တဲ့နယ်ပေါ့နော်ဝင်ရတာလည်းထိုက်တန်တယ်ထာရဒီစီရီတော်ရဲ့အတီးဝန်းကျင်မှာတွေ့ရတဲ့အရာလေးတွေဖြစ်တယ်ပေါ့နော်ကဲဟိုတကယ်ကိုကြီးမားတဲ့ရုပ်ပွားတော်ကြီးဖြစ်တယ်ပေါ့နော်အဲ့ဒီမှာနောက်တနေရာအဲ့ဒါလည်းအဲ့နေရာလေးမှာပဲ အဲ့ဒီထဲထဲမှာဗုဒ္ဓဂေယပုံမျိုးချိန်ထားတယ်အဲ့ဒါလေးကိုဆရာလိုက်ပြမယ်တေချာလေးလိုက်ကြည့်လိုက်နော် ီမှာဆရာကိုဆင်စီလို့လည်းရပါတယ်တရားဘလောက်လဲတော့မမေ့ခဲ့တော့အမထမင်းမှာအလကားဝင်စားလို့ရတယ်စတုတီတာကြွေးတာအဲ့တော့ဘိုက်တော်တိတ်မစားပေမဲ့သူအရသာရှိလေချက်ထားတော့ဆရာကိုစားလိုက်သေးတယ်နောက်ချင်းမိုးကတော့ဗာဆွဲတယ်လည်းပဲပေါ့ဒါ3000တဲ့ရေခဲတုတ်တယ်ကြည့်ပါအောင်စားလို့မကုန်နိုင်တော့အောင်များရတာလည်းရှိပါရဲ့အဲ့ပုံမှာပဲရတယ်ကဲဆရာတို့ဒါကြိုက်ထုတ်ကနေပြန်ထွက်မယ် ပြန်လာပြီပေါ့မိုးတော်တော်ချုံနေပြီညာဘက်သာအင်းရကန်လို့ပြောတာပဲရန်ကုန်ကဆရာတော့မရောက်ဘူးပတ်တင်ုံပြောင်းတဲ့ခါမှာဆရာတော့ဒါ7ခွဲနေပြီပေါ့နော်ညာဘက်7ခွဲကနေပြီ7နာရီ25ဒါဆရာတော့ဟိုတယ်နဲ့လမ်းပြီးတော့ booking ထိတ်ထားလို့ဆရာတို့ညာဘက်အိတ်လို့ရတာပေါ့မဟုတ်ရင် platform ပေါ်မှာအိတ်ရမယ်နေသားမှရှိတယ်အဲ့တော့ပတိမာတညာအိတ်လိုက်တယ်အဲ့ချိန်မူတူတွေဖြစ်နေပြီကောလုံး ပြီးတော့ခိုင်းလာတဲ့ကားနဲ့ပဲဆရာမျောင်းမြောင်ကိုပြန်ခဲ့ကြရဲပေါ့အဲပြီးတော့ဆန်တဲ့အတူခရီးသွားကြတဲ့လမ်းသားများအားလုံးကျေးဇူးတင်ပါတယ်